အာရခတက်တော်အေးအေးကပဲခူးတိုင်းပရောင်းမျိုးနယ်မှာရှိတဲ့စစ်ကော်မရှင်ရဲ့အရေးကြီးတဲ့စခန်းတစ်ခုကိုတင်ပိုက်ရရှိထားပြီဖြစ်ပါတယ်။အဲ့ဒီစခန်းကတော့ point 63လုံး666ဂုံးပဲဖြစ်ပါတယ်။အေးအေးဟာအော်တိုဘာလ14ရက်နေ့ကစပြီးတော့3နာရီအကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စခန်းတစ်ခုလုံးကိုတင်ပိုက်လိုက်နိုင်ပြီဆိုတာကိုတော့အော်တိုဘာလ15ရက်နေ့ညမှာထုတ်ပြန်ပါတယ်။စစ်ရေးစောင့်ကြည့်နေသူတွေရဲ့ပြောပြချက်အရဆိုရင်ဒီ63လုံး point 3စခန်း ်းဟာကပ္ပစ16ဆက်ယုံကို မရောက်ခင်ပေါ့လေဒီရခိုင်ယူမာနာကစီရီအရအချက်ချာကြတဲ့အခိုင်အမာစောက်ထားတဲ့ရှေ့တန်းကကင်းစခန်းဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်အေးအေးအတွက်တော့အရေးကြီးတဲ့အတားအဆီးတစ်ခုကိုဖျက်ကျော်နိုင်လိုက်တာလို့သုံးသပ်ကြပါတယ်။လက်ရှိမှာတော့ရခိုင်နဲ့ဆက်ဆက်နေတဲ့ပဲခူးမကွေးနောက်ပြီးတော့အေဟာဝရီတိုင်းအဆက်ကနေရဒေသတွေမှာတိုက်ပွဲတွေနဲ့ဒီဖြစ်နေပြီးတော့ပေါ့လေတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့ drone နဲ့ဘု ံးကျဲတိုက်ခိုက်မှုတွေကလည်းနေတိုင်းလိုလိုရှိနေပါတယ်။အထူးသဖြင့်တော့နန်းရီကံဗျူဟာကုန်းမှာလက်ကျန်နဲ့နေရာတွေအပြင်ပေါ့လေအဲ့ဒီကုန်းရဲ့လက်ကျန်နေရာတွေအပြင်စစ်တွေမျိုးပတ်ဝန်းကျင်နေရာတွေမှာပါတိုက်ပွဲတွေကနေတိုင်းလိုလိုပြင်းထန်နေတာပဲဖြစ်ပါတယ်။